ခွင့်ပြုပါဗျာယဟန်တော်တပါးကသာသနာပြုဖို့တိလသမာဓိပညာနဲ့သာပြည့်စုံနေရင်ဘွဲတွေဂုံတွေဌာနတွေလိုအပ်ပါသေးလားဗျာအခုခေတ်ဘုံကြီးတွေကတိလသမာဓိပညာတွေကြတော့ပြည့်ဝအောင်မလုပ်ဘဲနဲ့ဘွဲတွေဂုံတွေဌာနတွေနောက်ပဲလိုက်နေလို့ဒါကဘလိုမျိုးအာဘတ်တွေသိပါသေးလို့မေးမြန်းထားပါတယ်ဗျာအာဘတ်နဲ့တော့မဆိုင်ပါဘူးဒါခေရေစီကြောင့်ခေါ်တာပေါ့နော်ခေရေစီကြောင့်လူတွေက နည်းနည်းအသိဉာဏ်တွေနေတဲ့အခါမှာဘွဲတွေခုံတွေကိုလိုက်ရတာကိုတကယ်သာသနာပြုရမှာကတော့မိမိတဏ္ဍာမတိရသမားတွေပညာတွေထူထောင်ရမယ်။ပြီးရင်ကိုယ်တဏ္ဍာမတိရသမားတွေပညာရှိတယ်လို့သူများတွေကိုလည်းရှိအောင်လုပ်ရမယ်။ဒါသာသနာပြုတာအမူရင်းပဲ။အဲ့တော့ဒီနေ့ခေတ်ကျတော့အဲ့ဒါကိုမတိုင်းတာပဲနဲ့ခုံကိုတိုင်းတာပေါ့နော်။ဒီဘွဲထွေးခုံတွေတိုင်းတာလေ။အဲ့တော့လူတွေကဒီဘွဲထွေးခုံတွေကိုတန်ဖိုးထားရင်ဖုံးနေလေအဲ့နောက်ကိုလိုက်မှာပဲ။ဘာတော့ PC လေးပါလိုချင်တာလေ။လူတွေကရဟန်းခံမယ်ဆိုရင်တော့မှတာမန်ကျော်ဘွဲရမှာရဟန်းခံမယ်ဆိုတာရှိသေးတာ။လူတွေကိုယ်နိုင်ကောင်နည်းနည်းကဲတာပါ။အဲ့လူတွေရဲ့ကိုးကွယ်မှုစနစ်ပေါ်မူဒီဖုံးနေရတယ်ပြောင်းတာပဲ။ ခန္ဓာကဥစ္စာမြင်တယ်ဘုန်းကြီးတွေရုပ်သေးရုပ်နဲ့တူတယ်လို့မြင်တယ်လူတွေကျိုးဆွဲရအောင်ဘုန်းကြီးတွေလိုက်ကြတာပဲအဲ့လိုမြင်တာပဲလူတွေကဟိုလိုဆိုရင်ဘုန်းကြီးတွေလိုက်အဲ့လိုဟိုလိုဖြစ်သွားတာလူတွေကဒီလိုဆိုဘုန်းကြီးတွေလည်းဒီလိုဖြစ်ကုန်ကြတာပဲလူတွေကငယ်စင်းစားကြီးဘွဲတွေကလူတွေမလိုဘူးတရားသမားတွေပညာသားအဓိကဆိုတဲ့ပုံစံမျိုးနဲ့ပြောင်းကြည့်လိုက်ဘုန်းကြီးတွေဘွဲနောက်ကမလုံးဝလုံးဝမလိုက်စီရအောင်အမတ်ခံတယ်နော်အဲ့တော့တီလာကိုအပြိုင်ဆိုင်ဖြစ်ကြည့်ကုန်လိုက်မယ်အခါကျလို့ရှိရင်ဟုတ်လားအပြိုင်ဆိုင်ဖြစ်ကြည့်မယ်ဖြစ်ကုန်လိုက်မယ်အကုန်နေုံလွတ်ကြည့်လိုက်တကယ်ဖြစ်တယ်နော်အဲ့တော့အကုန်လုံးကမဟုတ်ဘူးရှင်မြတ်ဘာပွဲရလဲဓမ္မစရိယလားအလင်္ကာရလားပြိဝန္တလားဘီအေလားအမ်ဘီလားအဲ့လိုမျိုးအဲ့ခါကျမှကျောင်းဆောက်ရှင်တဲ့လူကရှိသေးတာပေါ့နော် တောင်းတပွဲရမှာတောင်းချန်လူမဲ့ဆိုတာရှိသေးတယ်ဆိုတော့အဲ့လိုမျိုးတွေဆိုတဲ့အခါကျတော့ဘုန်းကြီးတွေကလည်းဟာငါတို့ကျောင်းတကာမကြီးကတောင်းတပွဲရမှာလူမဲ့တဲ့တော့သွားလိုက်အောင်မယ်ဖြစ်ကုန်ကြတာလေဆိုတော့လူတွေကိုယ်တိုင်ကဘုန်းကြီးတွေကိုပုံသင်သွင်းနေတာပုံသင်သွင်းနေတာအဲကြောင့်ကျလို့ကုသသနာကိုလူတွေဘလို့ပုံသင်ကြီးညိုချင်တာလဲနော်ကုသသနာကိုစင်စင်ဆဲဆဲကြီးညိုချင်တဲ့လူတွေကိုယ်တိုင်ကိုယ်ကံမှုစနစ်ကိုပြောင်းလိုက်ပါနော်အဲဘွယ်တွေးကုန်တွေကိုလိုလာတဲ့စိတ်တွေလုံးဝမပြောပါနဲ့ဆန္ဒကမထုတ်ပေါ်ပါနဲ့နော်အဲဘုန်းကြီးတွေကိုအဲ့လိုချိန်မှာအားကြတဲ့စိတ်နဲ့ပြောပြတယ်အရှင်မြတ်ရေဟိုဆရာတို့ကဘာပွဲရတာအရှင်မြတ်ရောက်လောက်ပါလားဆိုတာမျိုး တချို့ဥစဉ်ကလာပြောလဲရှင်ပြဟိုဘွဲ၆ပါးဒီဘွဲမလို့ခြင်းဘူးလို့ဆိုပြောတယ်တိတ်ခါကြားတယ်ပြောတယ်မချောင်းနဲ့ဘာဘွဲမှလာမချောင်းနဲ့ဥစဉ်ပြောတာလေတချို့ကရှင်ပြရဲ့ဒီမှာစာသနာကြီးလောက်ထားပြီးတော့ဟိုဘွဲ၆တင်တယ်ဒီဘွဲ၆တင်တယ်ဘာဘွဲမှလာမချောင်းနဲ့ချက်စရာအញ្ញံကောင်းတယ်ပေါ့နော်မလောက်ပါဘူးဆိုတော့လူတွေကိုနိုင်ငံအဲ့လိုဖြစ်နေတာပေါ့နော်အဲ့ဒါလူတွေကိုနိုင်ငံကိုယ်စီရတော့ကိုရစေချင်တာလေအဲ့ကမှာပန်ဒိတာဘွဲတဏမာစောဒီကလည်းသာကိုရစေချင်တယ်အဲ့တော့တရားတော်နေမတရားတော်နေရောက်အောင်လုပ်တယ်ဒီလိုတွေဖြစ်လာတာနော်ရှာရင်ပြီးရောအဲ့ဒါလူတွေကိုနိုင်ငံကဘုန်းကြီးတွေကိုဖျက်အောင်ဖျက်ဆီးနေတာလူတွေကြောင်းတင်ပါတယ်နော်လူတွေကြောင်း